်မြတ်စွာဘုရားကအမြဲတမ်းအတုပကမ္မထံလေးဟောလို့ရှိတယ်။ဘာလို့အတုပကမ္မထံဟောလို့ဆို လူရည်ရဲ့တွေ့တာမှုတွေများတယ်လေ။အဲ့ဒီတွေ့တာမှုတွေများလို့တွေ့တာမှုတွေကိုဖြောက်ဖို့ရအတုပကမ္မထံဟောတယ်။နောက်တစ်ခါဘေးရာမမမြဲဘူးလို့ဆိုရင်အနိစ္စတရားကိုဟောတယ်။မမြဲတဲ့အရာတွေဟာဆင်းရဲတဲ့ကျင့်သက်စရာမကောင်းတဲ့ဒုက္ခတွေသာဖြစ်တယ် အဲ့ဒီမမြဲဆင်းရဲတဲ့အရာတွေဟာကိုဘာမှမတတ်နိုင်တဲ့သူ့သဘာဝအတိုင်းဖြစ်ပြီးကိုယ့်အလိုတိုင်းမဖြစ်တဲ့အရာအနတ္တသဘာဝတွေသာဖြစ်တယ်ခိုင်မာတဲ့အရာတွေမရှိဘူးလို့နိစ္စဒုက္ခအနတ္တဆိုတော့မြတ်စွာဘုရားရဲ့တရားတော်ဟာအစိုးမြင်ဝါဒလို့ဖြစ်လောကလူတွေဟာအကောင်းကြီးပဲကြည့်နေမယ်ဆိုလို့ရှိရင် တန်တရာထဲမှာပျော်မွေးနေမှာပေါ့အဆိုးဆိုတာတမင်ရှာပြီးတော့ကြည်ခိုင်းတာမဟုတ်ဘူးလူတွေကအဆိုးကိုမကြည်တာကောင်းတာလေးပဲကောင်းွက်ကိုရှာပြီးတော့ပျော်မွေးနေကြတာလားဖြစ်တယ်အဆိုးနဲ့တွေ့ပြီဆိုတော့မှအမလေးဆိုပြီးနောက်ဆုံးဖြစ်ကြတာနော်ဆိုပြီးဆိုရင်ဖြစ်ပြီလေလူတယောက်နေမကောင်းထိုင်မသာပြလို့ယောဂပြည့်ပြီလဲဆိုဆေးုံရောက်တာနော်အဲ့ကြရင်ပြပြသလဲဖြစ်ကုန် ခြေမကင်မီလက်မကင်မီတွေဖြစ်နေသောတော်ကဟောတဲ့အနေဆာဆိုတဲ့အခါကျတော့သိစိတ်ဝင်လာဘူးကိုယ်ကိုနေဆာလိုပဲထင်နေယောဂရဲဆိုတာတွေးလိုက်တာနဲ့တပြိုင်နက်မျက်လုံးပြူမျက်စံပြူဖြစ်ကဲပါအောင်ယူပါအောင်ဖြစ်လာတကယ်ကိုကမမြင်တဲ့သဘောကရှိသည့်အတွက်ကြောင့်ဆင်းရဲဒုက္ခဆိုတာကြုံကိုကြုံလာမှာဖြစ်တယ် နောက်ဆုံးမှတည်ခြင်းဆိုတဲ့ဆုံးသက်မှုနဲ့လာမှာပဲဘယ်သူပဲဖြစ်ဖြစ်ကိုကောင်းမော်ကဆွေလေးတွေဖြူလာပြန်တော့လေအောင်မဲအန်တူးလိုက်တယ်ဆေးဆိုးလိုက်တယ်ဖုံးကွယ်လို့ရနေတာကိုဖုံးကွယ်ပြလိုက်သွားကျိုးတယ်ကိစ္စမရှိဘူးသွားဆိုင်လိုက်တချို့ကတော့ချိုးပြီးတော့တောင်ဆိုင်တယ်ဒီမှာလှချင်လို့ခုခေတ်တော့အလှပြင်တာတွေပိုများလာနော် မေးချွန်နေရင်လည်းဝိုင်းအောင်ပြင်လို့ရတယ်။မေးဝိုင်းနေလည်းမေးချွန်လေးဖြစ်ချင်လည်းပြင်လို့ရတယ်။လူတစ်ခုလုံးကိုကိုယ်ဟာပဂရိယုတ်ပျောက်သွားအောင်ပြင်လို့ရတဲ့ခေရောက်လာ။ပြင်တဲ့လူကလည်းတကယ်တော့ပြင်တာပဲအနာခံပြီးတော့ပြင်တယ်နော်။သူ့ဘသူတော့ဆောင်ဖို့ရှိကောင်းရှိနေမယ်အနာခံမှအသာဆန်ရမယ်ဆို။အဲ့တော့ညနှင်းချက်ကလေးနဲ့လောက်ကြတာ။ အဲနောက်ဆုံးတော့ဘာဖြစ်သွားလဲနောက်ဆုံးကျတော့တရုတ်ကအကုန်ပေါ်လာစကယ်တန်ပဲကျန်တော့တာနောက်ဆုံးကျရိုးရံကြီးပဲဖြစ်သွားတာပဲသဝင်းတွေဘလောက်ဆေးဆူဆေးဆူနောက်ဆုံးကျတော့မနိုင်တဲ့အခါကျတော့ဤကြောင်ကြောင်တွေဖြစ်ပြီးတော့လက်မြောက်လဲရတာဖြစ်တယ်သဝင်းကျွတ်တော့လည်းပဲအန်တုကြသေးတာပဲ ပရေဒီတွန့်လာတဲ့အခါလည်းပဲပို့တော့ဆွဲဆေးထိုးပြီးအန်တုကြပြန်လာပဲအဲ့တော့ဘယ်လိုပဲအန်တုတုနောက်ဆုံးကျတော့အရှုံးဟာအရှုံးပဲဘဝပြန်ရောက်သွားတာပဲဖြစ်တယ်ဘုရားကဟောထားတာအရှိပဂရိကိုပဂရိအတိုင်းမြင်ပါ